ပုံမြင်လေးတစ်ပုဒ်ပြောအောင်မယ်ဟုတ်လားပုံမြင်ဆိုဥစဉ်ကအလွန်ကြိုက်တယ်ဟုတ်လားတခါကြီးစုမိုင်းမှလည်းကြိုက်မယ်ထင်ပါတယ်ပုံမြင်မကြိုက်တဲ့လူကတော့တခါမှမတွေ့ဘူးသေးဘူးနော်တခါတုန်းကမြင်းမြန်စားတော့ဆိုင်ဆိုပြီးတော့စားတော့ဆိုင်တစ်ဆိုင်လမ်းဘေးမှာဖွင့်ထားတာရှိတယ်တဲ့အဲ့ဒါလမ်းဘေးမှာလမ်းဘက်ထွက်ပြီးတော့မြင်းမြန်ရုပ်ကလေးတရုပ်လည်းထုထားတယ်လို့ဆိုတယ်အဲ့ဒါတနေ့တော့မြင်းမြန်ရုပ်လေးရဲ့ညာဘက်ကခရီးသည်တယောက်စားတော့ဆိုင်ထဲဝင်လာတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲ ်ညံ့မြန်ရုပ်လေးရဲ့ဘယ်ဘက်ကခီးတဲ့တယောက်ကလည်းဝင်လာတယ်။တစပွဲတည်းအတူတူထိုင်ပြီးတော့စားကြ။စားရင်းနဲ့စမိဆက်ရညာဘက်ကဝင်လာတဲ့လူကကို့လူရညံ့မြန်ရုပ်ကလေးကလှလိုက်တာရွှေရောင်းကို တောက်နေတာပဲလို့ပြောတယ်တဲ့။အဲ့တော့ဘယ်ဘက်ကဝင်လူကဝင်လာတဲ့လူကဟာကို့လူတော့မျက်စိမှားခဲ့ပြီနဲ့တူတယ်။ညံ့မြန်ရုပ်ကလေးကရွှေရောင်းတောက်တာမဟုတ်ဘူးငွေရောင်းတောက်နေတာ။အမဟုတ်ပါဘူးတဲ့ငါမျက်စိနဲ့မြင်ခဲ့တာတဲ့ရွှေရောင်းတောက်နေတာ။ငါလည်းမျက်စိနဲ့မြင်တာပါပဲတဲ့ ညညရောရွှေရောင်ငွေရောင်ဆိုပြီးတော့အဲ့ဒါညင်းခုမှုကစားရဲတောင်ရဲနဲ့သဘွဲတွေပါတွေထုတဲ့အစဉ်ရောက်လာတယ်ဟုတ်လားအဲ့ဒီတော့မှစားတော့ဆိုင်ပိုင်ရှင်ကမနေတာတော့ဘူးထွက်လာပြီးတော့ကုလူတို့တဲ့တိတ်လေညင်းမနေကြနဲ့တဲ့ကျုပ်ကမြင်းမြန်ရုပ်ကိုတစ်ဖက်ကရွှေရောင်တုတ်ပြီးတော့တစ်ဖက်ကငွေရောင်တုတ်ထားတာတဲ့ဖြစ်ရတယ်နော်တကယ်ကြီးမိုင်းပြလောကကြီးမှာဒါမျိုးရှိတတ်တယ်နော်သူ့ဘက်ကကြည့်ရင် သူမှန်တယ်ကိုယ့်ဘက်ကကြည့်ရင် ကိုယ်မှန်တယ်လောကကြီးမှာတစ်ခါတလေဘာကမှန်တယ်လို့ပြောဖို့ရအလွန်ခက်တဲ့ကိစ္စတွေလည်းရှိတယ် နော်တင်ချာပု္ပ္ပစာတပုတ်ကိုတွက်လိုက်တယ်လို့ပုံသေးနီးနဲ့ဒါအပြည့်မှန်ထွက်ရစေမယ်လို့တွက်ဖို့မလွယ်တဲ့ကိစ္စတွေလောကကြီးမှာအများကြီးရှိတယ်။စာလေးတစ်ကြောင်ဖတ်ဖို့တယ်။မူလာတန်းကျောင်းဆရာတယောက်ကကျောင်းသူကျောင်းသားပေါ့စာလေးတွေကိုတင်ချာတပုတ်သင်တယ်တဲ့။သင်ရင်းနဲ့မေးတာပေါ့လေ။အဲ့ဒီကျောင်းသူလေးတွေထဲမှာမိခက်ဆိုတဲ့ကောင်မလေးတယောက်ပါတယ်လို့ဆိုတယ်။အဲ့ဒါအဲ့ဒီမိခက်ကိုမေးတယ်တဲ့ဆရာကဆေးလိပ်တပြားဖို့ဝယ်လို့ရှိရင်ဆေးလိပ်နှစ်လိပ်ရမယ်။ နှစ်ပြားဘိုးဝယ်လို့ရှိရင်ဘယ်နဲ့လိရမလဲ။ကိုင်မိခက်ဖြေစမ်းလို့ပြောတယ်တဲ့။ပြောတော့မိခက်ကထပြီးတော့လက်ကလေးပိုက်ပြီးတော့ဖြေတယ်တဲ့။တပြားဘိုးနှစ်လိ။အင်းနှစ်ပြားဘိုးဆိုရင်၅လိလို့ဖြေတယ်တဲ့။ဟုတ်လား။အဲ့တော့ကလေးတွေကရေးကြတာပေါ့။ဆရာကလည်းမင်းစဉ်းစားအောင်တပြားဘိုးနှစ်လိဆိုရင်နှစ်ပြားဘိုးဆို၄လိဖြစ်မှာပေါ့။အဲ့လိုပြောတော့မဟုတ်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ဆရာကတဲ့ကျမတို့အိမ်ကရေးရောင်းနေတဲ့။ ဟုတ်လားဈေးရောင်တော့ဈေးလေးတပြားဖို့ဝယ်ရင်နှစ်လိပ်ပေးတယ်နှစ်ပြားဖို့ဝယ်ရင်တော့ငါးလိပ်ပေးတယ်တဲ့ဟုတ်လားပိတ္တတို့ဒီအကြောင်းအရာလေးကတာမန်ကြည့်ရင်တော့ဘာမှလေးနဲ့တဲ့အကြောင်းအရာလို့ထင်စရာမရှိပါဘူးဟုတ်လားသို့တော်လည်းပဲ तू ပြောချင်တဲ့အကြောင်းအရာလေးရဲ့နောက်ကွယ်မှာနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိမယ်လို့ဦးစင်းထင်တယ်ဟုတ်လားဒီအကြောင်းအရာလေးကိုပြောပြတဲ့လူရဲ့နောက်ကွယ်မှာစေတနာမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါပါလေလောကကြီးမှာတချို့သောအရာတွေဟာဘာအမှန်လို့ပြောဖို့အလွန်ခက်တယ်ဆိုတာကို ြောတာဟုတ်ရလားဒါကြောင့်ပိဋကပေါင်းတော်ကတို့အဓိကပြောလို့ရင်းကတော့ဘာလဲသိပ်ပြီးတော့မငင်းညာနဲ့ကိုမှန်တယ်ထင်ပေမဲ့လို့ကိုမှားတာတောင်ဖြစ်ချင်းဖြစ်သွားနိုင်တယ်နော်တေချာကြည့်လိုက်လို့ရှိရဟုတ်ရလားဒါကြောင့်မှန်မှန်သိရတဲ့ဇွညင်းတဲ့အဆင့်ကတော့လုံးဝကိုမဖြစ်သင့်ဘူးပေါ့ဟုတ်လားမှန်တယ်ထင်လို့လည်းပဲဖိပြီးတော့မငင်းတဲ့ဘူးစဉ်းစားပါအောင်ဟုတ်လားဒီဘက်ကလည်းမှန်နေတာဖြစ်နိုင်မလားဟုတ်လားဒါမှမဟုတ်လို့ရှိရင်လည်းပဲ လုံးဝသူ့ဘက်ကမှားတာတေးကြတယ်ကိုယ့်ဘက်ကလုံးဝမှန်တာတေးကြတယ်ဆိုအောင်တောင်မှကိုယ့်စကားကိုလက်မခံဘူးဆိုရင်တော့မငင်းသင်ပါဘူးငင်းပြီဆိုရင်တော့ဘာဖြစ်မဲ့တော့ဘေးသင်ပါပဲဟုတ်လားတရားကြီးမိုင်းများအေးဦးစင်ကဒီတရားစကားလေးကိုသဘောကျလို့ဟောနေတာကြားပြီအဲ့ဒါပြီးခဲ့တဲ့နှစ်ကရန်ကုန်မှာဒီတရားလေးဟောပြီးတော့နောက်ရက်ကျတော့တရားကြီးတယောက်နဲ့တွေ့တယ်တွေ့တော့တရားကြီးကဦးစင်တရားကိုသူကနားထားတာဆိုတော့ရှင်ဖရာတဲ့မြတ်စွာဘုရားဟောတဲ့ ငင်းခုံငင်းသည်ဘေးဆိုတာအလွန်မှန်တယ်ဗျာတဲ့ဘာဖြစ်လို့တော့ဒကာကြီးရဲ့ဒကာကြီးမှာအတွေ့အကြုံခံစားချက်များရှိလို့လားလို့ဥစဉ်ကမေးကြည့်တော့ရှိတယ်တဲ့ပြောသမ်းပါအောင်ဆိုတော့တပြည့်တော်ကလှိုင်မြို့နယ်တဲကဗျာတဲ့အဲ့ဒါဟိုတနေ့ကလှိုင်မြို့နယ်တဲကရက်ွက်တစ်ခုမှရက်ွက်အုပ်ချုပ်ရေးမှုရွေးကြတာတဲ့အဲ့ဒီရက်ွက်အုပ်ချုပ်ရေးမှုအစ်စ်ကိုထောက်ခံတဲ့လူနဲ့မထောက်ခံတဲ့လူအဖက်ရည်ဆိုင်မှာနှစ်ယောက်သားတွေ့ပြီးတော့ဒဇပွဲထဲထိုင်ပြီးတော့ညင်ညာလာဒီအုပ်ချုပ်ရေးမှုအစ်စ်ကောင်းတယ်ပေါ့ တယောက်ကမကောင်းဘူးပေါ့ညင်ရင်ညင်ရင်ညင်ညင်နဲ့တယောက်ကစိတ်မရှိတော့အနာနာရှိတဲ့ပန်းအိုးနဲ့ကောက်ပြီးတော့ခေါင်းကိုထုလိုက်တယ်တဲ့အဲ့ဒါဆေးရုံကိုတန်းရောက်သွားတယ်နှစ်နာရီလောက်နေရောအဲ့ဒီလိုသေတယ်ဗျာတဲ့နော်ပေးတယ်သူစဉ်းစားနော်မမဟုတ်တဲ့အကြောင်းအရာကိုအခြေခံပြီးတော့ကို့အတွက်ဘာမှအရေးမပါဘဲနဲ့နော်ညင်ရင်ခုံရင်နဲ့ကိုပြောလိုတဲ့အချက်ကိုအမှန်ဆိုတာကိုသိလို့စိတ်တည်ပြင်းထန်ပြီးတော့ နော်ပြောရရင်တော့အတ္တမာနတွေပေါ့လေဟုတ်လားငါဟုတ်တယ်မင်းမဟုတ်ဘူးဆိုတာကိုသိသိချင်းလုံးတော့အဲ့ဒီတိုင်းလည်းဖြစ်မလာတော့ဒေါသတွေထွက်ပြီးတော့မဖြစ်တော့ထပ်ပြီးတော့လှုပ်လိုက်တယ်အဲ့ဒီတော့ဘာမဟုတ်တာကိုအကြောင်းပြုပြီးတော့ညင်းခုံရင်နဲ့တယောက်ကတင်ញံကုန်းကိုရောက်သွားတယ်တယောက်ကထောင်ထဲရောက်သွားတယ်ဒါကြောင့်ပေးတဲ့ဘောင်းတော်ကောင်တို့ဘယ်လိုအကြောင်းကိုပဲအခြေခံလို့ညင်းညင်းညင်းပြီဆိုရင်တော့ဘာဖြစ်မလဲတော့ဘေးတင်လိမ့်မယ်ဟုတ်ရဲ့လား ဒါကြောင့်ငင်းခုံငင်းသည်ဘေးလို့အမှန်တိုင်းသိရမယ်။မငင်းခုံငင်းသည်ဘေးကင်းရလို့နားလေရမယ်။အဲ့ဒါလို့နားလေပြီးတော့သမက်ကသခိလဟောထကိုရောစီရောညီညွတ်ပြီးတော့နေရမယ်တဲ့။နုံညံသိမ်မွေသောစကားကိုပြောဆိုတတ်ရမယ်တဲ့။တိုက်တွန်းချက်ကလေးကနော်။အေး။အဲ့ဒါဦးဇင်းတို့ဒီနေရာမှာကိုရောစီရောညီညွတ်ရမယ်ဆိုတဲ့နေရာမှာ အလွန်ဒါလေးကစဉ်းစားရရရှိတယ်ပေါ့။ စကားကိုပြည့်ပြည့်စုံစုံပြောထားတယ်လို့ဆိုဆိုလိုချင်တာဦးစင်းကဟုတ်လားကိုရောစိတ်ရောညင်ညွတ်ရမယ်ဟုတ်တယ်တချို့ကကိုဒီသာညင်ညွတ်နေတာစိတ်တွေကညင်ညွတ်တာမဟုတ်ဘူးကိုချင်းကပူးပြီးတော့ထိုင်းနေပဲမလို့စိတ်ချင်းကအဝေးကြီးဆိုတာမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်တချို့တအိမ်နဲ့အတူတူနေနေတိုင်းချစ်လာကြည့်ခင်လာကြည့်ညင်ညွတ်လှကြည့်လို့မဆိုနိုင်ဘူးနော်ဟုတ်လားအေးဒါကြောင့်ပိတ်သက်ပေါင်းတော်ကောင်းတို့ကိုဒီညင်ညွတ်တယ်လို့စိတ်တွေလည်းညင်ညွတ်ဖို့လိုတယ် ညညမှုရဲ့အကြောင်းကိုပြောရင်တော့တရားကအလွန်ကြီးရှည်လျားသွားလိမ့်မယ်နောက်ထပ်တကားထားကဟောရအောင်ပါဟုတ်ရလားအေးအဲ့တော့ညညတဲ့စိတ်ထားနဲ့နေရမယ်ပြီးတော့ဗါတဲ့တော့နူးညံ့သိမ်မွေသောစကားကိုပြောဆိုပြီးတော့နေရမယ်ဒီစကားပြောတတ်ဖို့ကလည်းအလွန်အရေးပါတယ်လို့ထင်တယ်ဒီညှင်းခုမှုမှာဟုတ်လားတချို့မပြောတတ်တော့နော်ကိုကဆိုလိုတာကတစ်မျိုးတစ်ဖက်ကနားလည်သွားတာကတစ်မျိုး ကိုပြောကျင်တာကအတိပ္ပယ်တစ်မျိုးတစ်ဖက်ကသဘောပေါက်သွားတာကအတိပ္ပယ်တစ်မျိုးဒါမျိုးတွေဖြစ်ပြီးတော့ဟာငါကဒီလိုစိတ်ထားနဲ့ပြောတာမဟုတ်ပါဘူးဟိုမင်းဘလို့ပြောပြောမင်းအเจ้าငါသိတယ်ဟိုဘက်ကလည်းရှင်းလို့မရတော့ဘူးလေဟောရှုပ်ကုန်တာတွေမရှိဘူးလားလောကကြီးမှာရှိတယ်ဒါကြောင့်ပိဋကပေါင်းတရဟောင်းတို့စကားပြောတဲ့အခါမှာစေတနာမေတ္တာကောင်းစေခြင်းနဲ့စေတနာနုညံ့တဲ့မေတ္တာဒါမျိုးတွေပိဋကပေါင်းတရဟောင်းတို့ဟိုလက်ကင်ထပ်ပြီးတော့နုနုညံ့ညံ့တိမ်တိမ်မွေ့မွေ့ပြောတတ်ဖို့မလိုဘူးလားလိုတယ် ဧတံဗုဒ္ဓ ानु သာသနီအဲ့ဒါဒီပင်လေဘုရားအဆူစရို့ရဲ့အဆုံးမပါတဲ့เนาะဒုတိယဂါထာ ဟုတ်ရလားအဲ့တော့ဂါထာနှစ်ပုဒ်ဖြင့်ဘေးဘယ်နှမျိုးကိုတိလိုက်ရလဲနှစ်မျိုးเนาะပြင်းရင်ဒီဘေး